တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေမဲ့ဘဝလေးလာပါပြီအားလုံးပဲမင်္ဂလာပါဘဝ reaction channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ဝမ်းသာစရာသတင်းလေးတစ်ခုကိုကြာကျွန်တော်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပုံမှန်905ကာကြီးနဲ့ထောင်ကျနေခဲ့တဲ့မက်ခိုင်လေးရဲ့ယောက်ျားစံထိတ်တာဦးလေးရဲ့ဖခင်ဖြစ်သူကိုခန့်နိုင်ရာဆိုရင်ဒီကနေ့29ရက်နေ့မှာဆိုရင်ပြန်လည်လွတ်မြောက်လာခဲ့ပြီးတော့ မိသားစုနဲ့ပြန်လည်ဆုံစည်းသွားခဲ့ရပြီပဲဖြစ်ပါတယ်ကျွန်တော်လည်းအတူတူကြည့်ရှုလိုက်ကြရအောင်လားဗျာ905ကားကြီးနဲ့တရားစွဲဆိုခံခဲ့ရပြီးဒီကနေ့မှပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်တဲ့ပြုံးဆောင်ခန်းတင်းကြီးရဲ့ခင်မုံဖြစ်သူကိုခန်းနိုင် မင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့နိုဝင်ဘာလ28ရက်နေ့မှာတော့ပုံမှန်905ကကြီးနဲ့တရားစွဲဆိုခံထားရသူတွေနဲ့အကျဉ်းချခံထားရသူပေါင်းများစွာကိုလူငင်းချမ်းသာခွင့်နဲ့လွတ်ပေးခဲ့တာဖြစ်ပြီးထိုအထဲမှာမှပြောဆောင်ခံတင်းကြီးရဲ့ခင်မုံဖြစ်သူကိုခန့်နိုင်လဲပါဝင်ခဲ့တာဖြစ်ပါတယ် ခိုင်သိန်းကြီးဟာ၄နှစ်ကျော်၅နှစ်နီးပါအကျဉ်းချခံနေရတဲ့ခင်မွန်ဖြစ်သူအမျက်ဆုံးလွတ်မြောက်လာဖို့အတွက်နှင်းစင်နဲ့အမျှဆူတောင်းမျှော်လင့်နေကြရတာဖြစ်ပြီးဒီကနေ့မှာတော့သူမရဲ့မျှော်လင့်ချက်တွေပြေဝခဲ့ပြီးမိသားစုတွေပြန်လည်ဆုံတွေ့ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်ခိုင်သိန်းကြီးကတော့ဒီနေ့ဟာသူမဘဝမှာပျော်ရွှင်ရဆုံးနေ့လေးတစ်ရက်ဖြစ်ပါတယ်ဆိုပြီးတော့လေလူမှုကွန်ရက်ကနေဖော်ပြထားတာလည်းဖြစ်ပါတယ် တိုက်တိုက်ဆိုင်ဆိုင်မဲ့မနေ့ကနိုဝင်ဘာလ26ရက်နေ့ဟာကိုခန့်နိုင်တဲ့တရုတ်ဆောင်ခန့်တင်းကြီးတို့ရဲ့တဦးရဲတော်သမီးဖြစ်သူစတ်ထိတ်တော်ဦးရဲ့အသက်23နှစ်ပြည့်မွေးနေ့လေးဖြစ်ခဲ့ပြီးသမီးလေးရဲ့မွေးနေ့ပွဲပြီးနောက်ရက်မှာခင်မောဖြစ်သူပြန်လည်လွတ်မြောက်လာလို့ခန့်တင်းကြီးကတော့ပျော်ရွှင်ဝမ်းသာမဆုံးဖြစ်နေခဲ့တာလေးဖြစ်ပါတယ် ီကနေ့နိုဝင်ဘာလ29ရက်နေ့မှာတော့ပုံမှန်905ကားကြီးနဲ့ထောင်နေကြခံနေရသူ3085ဦးကိုပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီးတရားရင်ဆိုင်နေရစေ9580ဦးကိုလည်းအမှုပိတ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ကြီးညိုပြက်စီမှုပုံမှန်905ကကြီးနဲ့အမှုဖွင့်ခံထားရပြီးပြည်ထောင်ကြာခံနေရသူ2360တဦးကိုကြာခံရန်ကြန့်ရှိနေသည့်ပြည်ထောင်များအားရှော့ပေါ်ကောင်လူငယ်ချမ်းသာခွင့်ပေးလိုက်ကြောင်းမနေ့ကနိုဝင်ဘာလ26ရက်နေ့ည8:00နာရီမှာနိုင်ငံပိုင်သတင်းမီဒီယာကနေထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ် အလားတူပုံမှန်905ကားကြီးဖြင့်ပြစ်ဒဏ်ကြားခံနေရသူ924ဦးကိုလည်းနောက်ထပ်ပြစ်မှုထပ်မံကျူးလွန်မှာကကြားခံရန်ကြရှိနေသည့်ပြစ်ဒဏ်များအားဆက်လက်ကြားခံမည်ဟုသည့်အစီကံချက်ဖြင့်ပြစ်ဒဏ်များမှလူငယ်ခွင့်ပြုခဲ့ကြောင်းသိရပါသည် ထို့ပြင်ပုံမှန်905ကားကြီးဖြင့်အမှုဖွင့်ခံထားရပြီးထွက်ပြေးတိမ်းရှောင်နေသည့်အတွက်ရာဇဝဲကျင်ထုံးဥပဒေပုံမှန်910ဖြင့်တရားစွဲဆိုခံရသူ9580ဦး၏အမှုများအားပိတ်သိမ်းခဲ့ပြီးအမှုမှလွတ်မြောက်ရန်အတွက်လည်းအမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါသည်ဟုတ်ကဲ့ပါမက်ခိုင်လေးတို့မိသားစုအခုလိုမျိုးပြန်လဲပြီးတော့စုံစည်းရတာကိုပိုးဝါကဝမ်းသာပြီးပါကြောင်းပြောကြားရင်းနဲ့ပဲဒီနေ့ဗီဒီယိုလေးကိုဒီမာဒီမဲရနာခွင့်ပြုပါအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတရားချမ်းမြေသောနေ့လေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ Thank <coughs> you.